Mingala မင်္ဂလာပါရှင် ခေတ်တီလီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာသိမ်းထားသော စစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO Article 33အရာပြင်းထန်သောတိုင်ခတ်ပိတ်ဆို့အရေးယူရန်အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ညီလာခံကအတည်ပြုဆုံးဖြတ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြမ်းဖက်စစ်အာဏာသိမ်းထားသောစစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO Article 33အရာအရေးယူရန်အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ညီလာခံကယနေ့ဆုံးဖြတ်အတည်ပြုလိုက်ကြောင်းညီလာခံတက်ရောက်နေသောမြန်မာနိုင်ငံလုံ င်္ဂန်းရှင်များအဖွဲ့ချုပ်မြန်မာ Employer Federation MEF မှအထွေထွေအတွင်းရေးမှူးဦးဝေမှုတွင်ကသတင်းဌာနသို့ပြောဆိုပါတယ်ရှင်နေဆွစ်ဇာလန်နိုင်ငံဂျနီဘာမြို့တွင်ပြုလုပ်နေသော133ချိန်မြောက်အပီပီဆိုင်ရာအလုံသမားညီလာခံ ILC တွင်လူငယ်များနှင့်အလုံသမားများကိုစစ်မှုထမ်းဥပဒေဖြင့်အတင်းအာရမစစ်ထဲသွတ်သွင်းပြီးအလုံသမားအခွင့်အရေးနှင့်လူအခွင့်အရေးချိုးဖောက်နေသော ILO Article 33အရအပြင်းထန်သောတိုက်ခတ်ပိတ်ဆို့အရေးယူရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းညီလာခံတွင် မြန်မာနိုင်ငံနှင့်စစ်ကောင်စီကိုအရေးယူရေးမဲခွဲရန်မလိုဘဲအရေးယူရေးတညီတညွတ်ထဲဆုံးဖြတ်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရပါဗျ။ ILO ဥပဒေပုံမှန်33နဲ့စစ်ကောင်စီကိုအရေးယူဖို့ဆုံးဖြတ်လိုက်ပါပြီ။အဲဒါကတော့မဲခွဲစရာမလိုဘဲနဲ့အတည်ပြုလိုက်ပြီးဖြစ်ပါတယ်။စစ်ကောင်စီကိုအရေးယူမှုတန်ခတ်ပိတ်ဆို့မှုတွေကတော့အများကြီးလာမယ်။ဥရောပသမဂ္ဂအပါအဝင်တက္ကပါလုံးကတန်ခတ်ပိတ်ဆို့မှုတွေလာမှဖြစ်ပါတယ်။နီလာကံမှာရုရှားကိုယ်စားလှယ်ကကျွန်တော်တို့ကိုယ်စားလှယ်ဦးမောင်မောင်မိန်ကွန်းပြောနေတဲ့အချိန်အမျိုးသားညီညွတ်ရေးအစိုးရ NUG တစိုက်တွေနဲ့နီလာကံမှာမိန်ကွန်းပြောလို့ ရှူရှူရှာရှာထလုပ်သေးတယ်။နောက်ပြီးစစ်ကောင်စီဘက်က UMFCCI ကိုစလေဒေါခိုင်ခိုင်တွေတို့လည်းလာတက်တယ်။ပထမတော့ရုရှားတို့ဗီလာရုတို့ကကန့်ကွက်မလို့လုပ်ပင်မဲ့လည်းနောက်ဆုံးမှာမဲခွဲเสียရမလို့ပဲအရေးယူဖို့ဆုံးဖြတ်သွားတယ်ဟုညီလာခံတက်ရောက်နေသည့်ဥဝေမှုတင်ကဆိုပါတယ်။၂000ခုနှစ်တွင်စစ်အာဏာရှင် အုပ်ချုပ်ရေးပြတော့တန်းရွှေလက်ထက်ကာလအတွင်းမြန်မာနိုင်ငံ၌အတင်းအဓမ္မအလုတ်ခိုင်းမှုများ force labor ပြဿနာများအလွန်ဆိုးရွားလာသဖြင့် APB ဆိုင်ရာအလုပ်သမားအဖွဲ့ ILO သည်၎င်းနိုင်ငံအပေါ် ILO ဖွဲ့ဥပဒေ၏ Article 33အရအရေးယူမှုများဆောင်ရွက်ခဲ့သည်ထို့ကြောင့်တန်းရွှေလက်ထက်မြန်မာနိုင်ငံတွင်နိုင်ငံတကာယင်းနှမြုံနယ်မှုများရပ်တန့်ခြင်းကုန်သွယ်ရေးနှင့် APB ဆိုင်ရာငွေကြေးဖွံ့ဖြိုးရေးလုပ်ငန်းများမှမြန်မာနိုင်ငံကိုဖယ်ရှားခြင်း ILO နှင့်အတူပူးပေါင်းဆောင်ရွက်ခွင့်အခွင့်အလမ်းများလျှော့ချခြင်းစသောနိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုများခံခဲ့ရကအဆိုပါအရေးယူမှုမှာ ILO သမိုင်းအတွင်း Article သက်တည်သူဖြင့်ပထမအ우ဆုံးအေးအေးယူခံရသောနိုင်ငံဖြစ်ခဲ့ကယခုအခါဒုတိယအကြိမ်ထပ်မံအေးအေးယူခံရခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးမုံရွာတွင်စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးနဲ့ရဲတပ်ဦးလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်တအူးလျင်ငွေကျပ်350စီချီမြင့်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းမုံရွာမြို့နယ်တွင်စစ်တပ်စစ်ကြောင်းနဲ့စစ်တပ်စခန်းတို့မှစစ်မှုထမ်းတပ်သားနှစ်ဦးနဲ့ရဲတပ်ဦးတို့လက်နက်ခဲယမ်းများယူဆောင်ပြီးအလင်းဝင်လာတော့ကြောင်းတအူးလျင်ငွေကျပ်350စုချီမြင့်ပေးခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလဖတာဝန်ခံကိုအာကူကသတင်းဌာနသို့ပြောဆိုပါရယ်ပြီးခဲ့တဲ့မေလနဲ့ယခုစွန်အတွင်မုံရွာမြို့ပေါ်ရှိစစ်တပ်စခန်းနဲ့မုံရွာမြို့နယ်အတွင်လှည့်လည်နေသောစစ်တပ်စစ်ကြောင်းတို့မှစစ်မှုထမ်းတပ်သားနှစ်ဦးနဲ့ရဲတအုပ်တို့သည် MA1 အမျိုးအစားတနတ်တလက် G3 အမျိုးအစားတနတ်တလက်နဲ့ MA30 အမျိုးအစားတနတ်တလက်တို့ကိုယူဆောင်ကမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဆက်သွယ်ကအလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် နှစ်ယောက်ကတော့ကျွန်တော်တို့နဲ့အတူတော်လန်ရေးတာဝန်ထမ်းဆောင်ကျင်နေဆိုလို့တပ်ဖွဲ့ထဲမှာတာဝန်ပေးထားတယ်။ချန်နယ်တယောက်ကတော့တော်လန်ရေးမှာလည်းမပါကျင်ဘူး။စခရီဘက်မှာလည်းမနေကျင်ဘူးဆိုပြီးသူ့မိသားစုတွေပြန်မယ်ဆိုလို့ဖို့ပေးလိုက်ပြီးလက်နက်ပါလာတဲ့အတွက်ချင်းမြင်ငွေ350နဲ့အတူသူ့သွားလို့ရနေရာကိုပို့ပေးလိုက်တာ။သူတို့စိတ်သဘောဆန္ဒအလျောက်ပဲကျွန်တော်တို့ကဆောင်ရွက်ပေးတာပါ။မောင်ရမျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့အပါလာဖတာဝန်ခံကိုအာကူကသတင်းဌာနသို့ပြောကြားပါတယ်။ ထို့သောအလင်းဝင်ရောက်လာသည့်စစ်ကောင်စီတပ်သားများကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာမှငွေကျပ်350စီစုချီးမြှင့်ပေးခဲ့ပြီး၎င်းတို့သဘောဆန္ဒအလျောက်တအူးမှာမိသားစုရှိသူ ပြန်သွားပြီးတန်တဦးမှာပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိကြောင်းသိရပါတယ်။အလင်းဝင်ရောက်လာသူများမှာရန်ကုန်မြို့တွင်အတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းခံရသူနေမျိုးဦးရှမ်းပြည်နယ်မြောက်ပိုင်းတွင်အတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းခံရသူကိုညီညီနှင့်အေယာဝတီတိုင်းပသိမ်မြို့စာတီဖြစ်သူရဲတပ်သားချင်းမိုးသူတို့ဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီကသူတို့တပ်တွင်မှထောက်လန့်မှုတွေလုပ်ထားတဲ့မင်းတို့လက်နက်တွေယူပြီး PDF ထွက်ပြေးရင်လဲ PDF ကိုမင်းတို့ရောက်ရင်တတ်မှာပဲ။ ရှင်းမှာပဲဆိုပြီးချိန်ကြောက်ထားတယ်ဝါရဖြန့်ထားတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဘက်ဒီလိုနွေ့နွေ့ထွေးထွေးကြိုဆိုတယ်ဒီလိုချင်းမြင့်မှုတွေရှိတယ်ဆိုတာပြကျင်တာပါကျွန်တော်တို့စီမှာလက်နဲ့မပါပဲပြေးလာတဲ့သူအများကြီးပဲလူဦးရေ20နီးပါးလောက်ရှိတယ်အဲ့ဒီထဲကသက်ဆိုင်ရာတာဝန်ကိုထမ်းနေရသူတွေရှိသလိုပြန်တဲ့သူတွေလည်းပြန်လာတွေရှိပါတယ်ဟုမုံရမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလဖတာဝန်ခံကိုအာကူးကရှင်းပြပါတယ်စစ်ကောင်စီတပ်အတွင်းမှထွက်ပြေးပြီးပြည်သူ့ရင်ခွင်တို့ရိုးရိုးသားသားဖြင့်ဝင်ရောက်ခိုးလုံလိုပါကမွေးထွေးစွာကြိုဆိုလျက်ရှိပြီးလက် ်နက်ပါသည်ဖြစ်စေလက်နက်မပါသည်ဖြစ်စေမြည်သည့်နေရာသို့ရောက်ရှိနေသည်ဖြစ်စေကြိုးစားခေါ်ထုတ်ကာကူညီပေးလျက်ရှိကြောင်းအတည်ပြုထားပါသည် ဆက်လက်ပြီးနောင်ချုံမြို့နှင့်ဆယ်မိုင်ခန့်သာကွာဝေးသောရှောက်ချုံရွာသို့စစ်တပ်ရောက်ရှိလာပြီးနောက်မြို့ပေါ်သို့လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရပြီးမြို့လုံးကျွတ်ထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နှင့်ဆယ်မိုင်ခန့်သာကွာဝေးသောရှောက်ချုံရွာသို့အကြမ်းဖက်စစ်တပ်ကရောက်ရှိလာပြီးနောက်မြို့ပေါ်သို့လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရကမြို့လုံးကျွတ်ပြည်သူများထွက်ပြေးနေရကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါတယ်။ ရှမန်နေဇွန်လ၄ရက်နေ့ည၈နာရီခန့်အချိန်မှစတင်၍နောင်ချိုမြို့နယ်စေမိုင်ခန့်သာကွာဝေးသောရှောက်ချုံရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးနောက်မြို့ပေါ်ရပ်ကွက်များသို့ဟောင်ဝစ်စာလက်နက်ကြီး၁၂လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ စစ်တပ်ကပြစ်ခတ်သောလက်နက်ကြီးကြီးများသည့်နောက်ချုံမြို့ပေါ်ရှိကာကြီးကွင်းကံပေါ်စကြောင်းညီညီနိုင်ဝက်ရှော့ဟောင်းနှင့်ရွှေဝါရိတ်အနီတို့ကိုကြားရောက်ပောက်ကွဲခဲ့ပြီးဈေးရက်ကွက်မှာအမျိုးသမီး၂ဦးနှင့်အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။နောက်ချုံကစစ်ခွေးတွေကရှောက်ချောင်ရွာနာကိုရောက်နေပါပြီ။ကံကြီးတဲကိုတော့မရောက်သေးပါဘူး။မင်းညာ၈နှစ်ဝင်ကျင်လောက်ကနောက်ချုံမြို့တဲကိုလက်နက်ကြီး၁၂လုံးလောက်ပြစ်ထဲတာ ဘောလုံးကွင်းအနီးကကားကြီးဝင်တဲ့တလုံးကံမောစာကြောင့်ဝင်းကျင်တလုံးမြို့မှစားတောက်ဆိုင်ရှိညီညီနိုင်ဝက်ရှော့ဟောင်းနေရာတလုံးနဲ့ရွှေဝါးရိပ်ဘက်တလုံးကြားရောက်ပောက်ကွဲတယ်။ကျန်တဲ့အလုံးတွေကတော့တခြားနေရာတွေကြားပါတယ်။နောက်ချိုမြို့ဈေးရက်ွက်ရှိအမျိုးသမီး၂ဦးနဲ့အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ထို့သောအကြမ်းဖက်စစ်တပ်၏အရက်သားပြည်သူများကိုလက်နက်ကြီးများဖြင့်ဦးတည်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်မြို့ပေါ်နေပြည်သူများသည်လက်ရှိအချိန်တွင်စစ်ဘေးတိမ်းရှောင်နေကြရကြောင်းသိရပါတယ်။တ TNL ပြောရေးဆိုခွင့်ရှိသူရွေးရည်ဦးကမူနောက်ကြုံမြို့နယ်တွင်စစ်တပ်နှင့် TNL တပ်များအကြားစစ်ရေးတင်းမာနေကြောင်းနှစ်ဖက်တိုက်ပွဲများရှိနေပြီးစစ်တပ်ကအင်အားဖြည့်တင်းခြင်းနှင့်စစ်ကူပေးပို့ခြင်းများလှုံ့ဆော်နေကြောင်းယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုပါရယ်ဆက်လက်ပြီးနှစ်ရက်တိုင်တိရွေ့တိုက်ပွဲဖြစ်ခဲ့သည့်ထီလင်းနယ် ကိုစစ်အုပ်စုလေးကြောင်းတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းထီလင်းမြို့နယ်အောင်းရွာအနောက်မြောက်ဘက်မှာနှစ်ရက်တိုင်တိုင်ထီထွေတိုက်ပွဲဖြစ်ခဲ့တဲ့အတွက်အဆိုပါနေရာကိုစစ်အုပ်စုကလေးကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။မကွေးလေတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးဟာဇွန်လ9ရက်ဒီနေ့နေ့လေတနာရီ3မိနစ်လောက်မှတကြိမ်တနာရီ6မိနစ်လောက်မှတကြိမ်အောင်းရွာအနောက်မြောက်ဘက်တဝိုက်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ဆိုပါတယ် ဇွန်လ၁ရက်နေ့နဲ့၂ရက်နေ့မှာစစ်ကောင်စီတပ်သားတွေအလောင်းတောင်အနီးစစ်ကြောင်းထိုးလာချိန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်အုပ်စုဘက်ကနှစ်ယောက်သေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။အခုကျဲတာကတော်ရင်းနေရာကိုကျဲတာလို့သိရတယ်။တရက်နေ့ကတောင်ဘက်အောင်ရွာဘက်ကိုလူစုခွဲပြီးစစ်ကြောင်းထိုးလာတာပါ။ညအဲ့ဒါကိုစောင့်ကြိုတိုက်ခိုက်တာပါ။အထီနာပြီးပြန်ဆုတ်ပြေးသွားကြတယ်။ပြစ်ခတ်မှုဖြစ်တာကနှစ်ရက်နေကလေးကအခုမှလာကျဲတာလို့ထီးလင်းနေကန်တယောက်က တရင်ဌာနကိုပြောပါရယ်အဆိုပါစစ်ကောင်စီတပ်သားတွေဟာမေလ31ရက်နေ့မှာအင်အား100ကျော်နဲ့တရခါရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီးအဲကနေတက်စင်တောင်ဘက်အောင်းရွာဘက်ကို လူစုခွဲကခင်းပန့်နေစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်ခဲ့တာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်ခံခဲ့ရတာနဲ့ပတ်သက်ပြီးထိခိုက်မှုတစုံတရာရှိမရှိဆိုတာကိုတော့အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။ဒီနေ့လေကြောင်းတိုက်ခိုက်သွားတဲ့နေရာတဝိုက်မှာအောင်းရွာရှိပြီးစစ်ကောင်စီတပ်သားတွေကိုကြောက်တဲ့အတွက်ဒေသခံတွေဟာကြီးရွာတွေကနေရှောင်တိမ်နေကြတာ သုံးနှစ်ခန့်ရှိပြီလို့အထက်ပါဒေသခံကစက်ပြောပါတယ်။အရင်ကရွှေအောင်သာရွာမှာစကားစားရဲ့ကခင်းစခန်းရှိတယ်လေ။အဲဒါကြောင့်လူမနေတာစကားစားရဲ့ကခင်းစခန်းက2023နှစ်စံပိုင်းမှာထီးလင်းမြို့ကိုစခန်းသိမ်းပြီးလာပောင်းနေတာ အခုရွှေအောင်သာကဒေသခံတွေကသူတို့တောင်ရွာတွေနဲ့နီးစပ်ရာချင်းရွာတွေမှာနေကြပါတယ်လို့ဆိုပါတယ်။အောင်ရွာဟာစော်ထီလင်းချင်းပြည်နယ်မင်းတပ်နယ်စုံတဲ့နေရာကကျေးရွာတရွာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ15ရက်နေ့ကလည်းထီလင်းမြို့နယ်အရှိချမ်းတနေရာကိုစစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။